မင်္ဂလာပါရှင်ခေတ္တတီလီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်သားတွင်အချင်းချင်းနှိပ်စက်တက်ဖြတ်ထားပြီးကျူစောတိရုပ်အလောင်းကိုတနတ်တလန်ခေယံများနဲ့အတူတင်စီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မန္တလေးတိုင်းတောင်သားမြို့နယ်တွင်ကျူစောတိအချင်းချင်းနှိပ်စက်တက်ဖြတ်ထားပြီးရုပ်အလောင်းတစ်လောင်းနဲ့အတူတနတ်တလန်ခေယံများပါတင်စီရရှိခဲ့ကြောင်းတောင်သားပကဖာမှာတာဝန်ရှိသူတို့ကသတင်းထဏာသို့ပြောကြားပါတယ် ရမန်နီဇွန်လ19ရက်နေ့နက်ပိုင်းတောင်တာမြို့နယ်ထနောင်းကုန်းရွာပြူစောတိများသည်အရီအနာရှိကျေးရွာတရွာအတွင်သို့ဝင်ရောက်ပြီးပြည်သူလူထုပိုင်းနေအိမ်များအတွင်မှကျစီများဝင်ရောက်ခိုးယူခဲ့ကြောင်းထို့သောပြူစက်ခန်းသို့ပြန်လာစဉ်လမ်းတိုင်းပြူစောတိအချင်းချင်းနှိပ်ဆက်တက်ဖြတ်ကာရုပ်အလောင်းနှင့်အတူကားပိုင်အမျိုးအစားတက်နက်တလက်ကားပိုင်ကြီးအတောက်230ကြီးပေါက်နှစ်ခုလိုနှင့်အတူစွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ဘလို့အကြောင်းကြောင့်တတ်သွားတာလဲဆိုတော့တရင်အတီအကျမသိရသေးပါဘူး။ထေဆုံးပြူရဲ့နာမည်တွေလည်းမသိရဘူး။ကင်းပုံးဝစ်စောင့်နေတဲ့ရဲဘော်တွေနဲ့လည်းတိုက်ပွဲမဖြစ်လိုက်ဘူး။သူတို့တခြားလမ်းကနေပြန်သွားတာဆိုတော့လမ်းမှာပဲသူတို့အချင်းချင်းပြန်တက်ပြီးထဏောင်းကုန်းရွာကိုပြန်ဆုတ်သွားတာ။သူတို့ကအနီးအနားကခြေရွာတွေကိုရံဖန်ရံခါထွက်ထွက်ပြီးတော့လူရက်တဲ့သဘောပါ။အင်အားကတော့40လောက်ရှိတယ်လို့တရင်ရထားတယ်။ ဒါပေမဲ့40လုံးမထွက်ဘူး10ရောက်ထွက်လိုက်15ရောက်ထွက်လိုက်9ရောက်10ရောက်ထွက်လိုက်နဲ့ထွက်တာဟုတောင်သားပကဘာမှာတောင်းရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ် တောင်သာမြို့နယ်ထဏောင်းကုန်းကျေးရွာနီးထူးအောင်ခေါင်းဆောင်သောဖြူစော်တီအဖွဲကအနီးနားရှိကျေးရွာတရွာအားဝင်ရောက်ခိုးယူနေကြောင်းတရင်အရာတောင်သာပကဖရဲဘော်များကတိုက်ခိုက်ရန်ကင်းပုံးဝက်ဆောင်ဆိုင်နေစဉ်ခလန်လန်တော်ဆက်တနေရမှလက်နေငယ်ပြစ်ခတ်တန်းကြားခဲ့ရကြောင်းထို့ကြောင့်ရင်းနေရအားနေနေရှင်းလင်းရေးတွားရောက်စဉ်ဖြူစော်တီအချင်းချင်းနှိပ်ဆက်ကပြစ်ခတ်တက်ပြတ်ထားသည့်ရုပ်အလောင်းလက်နက်တို့ကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းသိရပါသည် ဆက်လက်ပြီးပလဲမျိုးနယ်ကန်တော့ရဲစခန်းသိန်းတိုက်ပွဲတွင်စစ်တပ်ဘက်မှ40ကြောခန့်တေဆုံးပြီးလက်နက်ခဲယံတချို့သိမ်းဆီးရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဇကိုင်းတိုင်းပလဲမျိုးနယ်ကန်တော့ရဲစခန်းသိန်းတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှ40ကြောခန့်တေဆုံးကြောင်းပြည်သူ့လူမျိုးရေးတပ်မတော် People Liberation Army PLA မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။စလာစကူယန်နီနနက်6:40မိနစ်အချိန်ဇက်ကိုင်းတိုင်းပလင်းမြို့နယ်ရှိကန်တောင်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဦးဆောင်မှုဖြင့်ဒေါ်လန်ရေးမဟာမိတ်တပ်ပေါင်းစုကတင်ပိုက်နိုင်ခဲ့ကြောင်းကန်တောင်ရေးစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကဇွန်လ၂ရက်နေ့တွင်စတင်ထိုးစစ်ဆင်ခဲ့ပြီး ရတတပတ်နှစ်ပတ်ကျော်အကြာဇွန်လ19ရက်နေ့တွင်အောင်မြင်စွာသိမ်းပိုင်နိုင်ခြင်းဖြစ်ကြောင်းသိရပါတယ်။ရန်သူဘက်ကတည်ဆုံမှုစည်ရင်တွေတော့အတိအကျမသိရသေးဘူး။အနည်းဆုံးရန်သူဘက်က40ကျော်တည်မယ်လို့မှန်းထားတာပေါ့။စည်ရင်အတိအကျတော့အတိမပြုတ်နိုင်သေးဘူးဟုဖြီသူလွတ်မြောက်ရေးတပ်မတော် People Liberation Army PLA မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ ခံတောင်းရဲစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီကလေကြောင်းပစ်ကူတရက်ဆက်ပေးခဲ့ပြီးအပြင်းထန်ခုခံခဲ့ကြောင်းဇွန်လ၂ရက်နေ့မှစခန်းသိမ်းနိုင်သည့်ဇွန်လ၁၉ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုအကြိမ်၂၀၀ကျော်ပြုလုပ်ခဲ့ပြီးဘုံသီးအလုံးကြီး900ကျော်ချေချခဲ့ကြောင်း Jet Fighter များ၊ Fight Dray ဘုံကျဲလျင်များအပါဝင် MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့စက်တက်လေလီများဖြင့်လာရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ကန်တောင်ရဲစခန်းသိန်းတိုက်ပွဲအတွင်းဇွန်လ10ရက်နေ့နေ့လယ်12နာရီ15မိနစ်အချိန်တိုက်ပွဲသို့လေကြောင်းပစ်ကူလာပြီးသောစစ်ကောင်စီ F7 Chandru J7 အမျိုးအစားတိုက်လေယာဉ်တစ်စီးကိုဖြီးသူလူမျိုးရေးတံမတော် PLA ကပစ်ချနိုင်ခဲ့ပြီးလေယာဉ်ပြတ်ကျသွားကလေယာဉ်မှုလည်းတည်ဆုံသွားခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီကကန်တောင်ရဲစခန်းမကျစေရေးအတွက်လေကြောင်းပစ်ကူအမြောက်အများအပြင်မြေပြင်စစ်ကူစစ်ကြောင်းများလက်နက်ခဲယမ်းများရိတ်ခါများလည်းပေးပို့ခဲ့ကြောင်းအဓိကအားဖြင့်ကန်တောင်ကြီးရွာနှင့် သုံးမိုင်ခန့်ကွာဝေးသော စစ်ကောင်စီပြည်သူစေဖြူစော်တီများအခြေဆိုင်ရာအင်မတီရွာသို့အမိုင်7 D ရဟတ်ယင်ဖြင့်အကြင်ကျင်းစစ်ကူပို့ခဲ့ကြောင်းအင်မတီရွာမှာထွက်လာသောဖြူစော်တီနှင့်စစ်ကောင်စီပူးပေါင်းစစ်ကူစစ်ကြောင်းများကိုပြည်သူလူမျိုးရေးတပ်မတော် PLA နှင့်မဟာမိတ်တပ်ပေါင်းစုများကစစ်ကြောင်းဖြတ်သည့်အထိအောင်မြင်စွာတိုက်ခိုက်ဖျက်တောက်ထားနိုင်သဖြင့်ကံတောင်းသို့စစ်ကူများမရောက်နိုင်ပေရှိနေခဲ့ကြောင်းသိရပါသည်။ ကန်တောင်ရဲစခန်းရှိကုရကရမယ့်စစ်ကောင်စီစစ်သားများမှလည်းစစ်ကူလာသည့်အချိန်တိုင်းတက်လန်ကြခဲ့ကြောင်းစစ်ကောင်စီကလေချောင်းမှဝိုင်းထွေးလျင်ဖြင့်ကန်တောင်ရဲစခန်းသို့ရိတ်ခါတို့များခဲယမ်းများချပေးခဲ့တော့လေစစ်ကောင်စီစစ်သားများကလာရောက်ယူဆောင်ခြင်းပြီးသူလူမျိုးရေးတမတော်ရဲဘော်များကပြစ်ခတ်ဟန်ချသဖြင့်ရိတ်ခါတို့များခဲယမ်းတို့များစခန်းသို့မရောက်နိုင်ခဲ့ပြီးယခုသိမ်းပိုက်ရရှိထားသောကန်တောင်ရဲစခန်းသည်အချက်ချကြသောအာဆီယံလမ်းမကြီးပလဲကန်ကောလမ်းပိုင်းတွင်တည်ရှိပြီး ရင်းလန်းသည့်အိန္ဒိယနိုင်ငံအထိသွားလာနိုင်သည့်ပြင်မဟာဗျူဟာအရအလွန်အရေးပါသောနေရာဖြစ်ကြောင်းထို့ပြင်ကန်တောင်မှအနောက်မြောက်ဘက်မိုင်30ကျော်အကွာတွင် စစ်ကောင်စီ၏ကာကွယ်ရေးပစ္စည်းစက်ရုံကပါစာ23တိရှိပြီးအနောက်တောင်ဘက်35မိုင်ခန့်တွင် ကပါစာ24တိရှိကြောင်းသိရပါသည်ကန်တောင်ရဲစခန်းသည်ပလဲမြို့မှရဲစခန်းပြီးလျင်ဒုတိယအကြီးဆုံးရဲစခန်းဖြစ်ပြီးပန်ကာများမိုင်ကွင်းများကရုတ်ကျင်းများဖြင့်ခန့်စစ်အထက်ထက်ပြင်ဆင်ထားသောတပ်စခန်းတစ်ခုဖြစ်ကြောင်း န်တောက်စကန်သိန်းတိုက်ပွဲတွင်ပြည်သူ့လူမျိုးရေးတပ်မတော်မှအမျိုးသမီးရဲဘော်များနဲ့ရွရွချွန်ချွန်ပါဝင်ကတိုက်ပွဲဝင်ခဲ့ကြောင်းသိရပါတယ်။ကန်တောက်ရဲစကန်ကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA မှသိမ်းပိုက်ရပြီးမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရင်းမာပေခရိုင်အမတ်ဆက်တက်ရဲစက်တက်နဲ့တပ်မတော်မြန်မာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BLDF ကျောင်းနဲ့မျက်စိမချပျောက်ကြတဲ့ဖွဲ့နဲ့အညာမြေတပ်ပေါင်းစုတို့ကလည်းပါဝင်တိုက်ခိုက်ခဲ့ကြကြောင်းသိရပါတယ်။ ဆက်လက်ပြီးခေါ်သူလေးအစိုးရဖွဲ့ရန် လုပ်ငန်းစဉ်80ရာခိုင်နှုန်းကျော်ပြီးနေပြီဟု KNU ပြောပြည်ထောင်စုဒေနိုင်အဖွဲ့ဝင်အဖြစ်ပါဝင်ရန်တရားဟု KNU ချက်မှန်အတည်ပြုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ခရင်အမျိုးသားအစည်းအရုံး KNU ကဦးဆောင်ပြီးခေါ်သူလေးအစိုးရဖွဲ့စည်းရန်စိုင်းပြနေပြီး2025ခုနှစ်အတွင်းဖြစ်ပေါ်လာနိုင်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ Professor Tony ကပြောကြားပါတယ်။ ကော်တူလေးအစိုးရကိုကြီးညာမိအချိန်ကာလကော်တူလေးပြည်တိဆောက်ရာတွင်လူငယ်များအဖိတ်ခေါ်မှုအကြောင်းစာတီတို့နှင့်ပတ်သက်သည့်ဇွန်၁၄ရက်နေ့တွင်ကြားရောက်သောကော်တူလေးနေ့တွင်ရှင်းလင်းပြောကြားချက်ကို KNU ဗဟိုကဇွန်လ၁၉ရက်တွင်ထပ်မံဖော်ပြထားပါသည်။ကော်တူလေးအစိုးရကိုဘယ်တော့တိဆောက်မယ်ဆိုတာကတော့တိဆောက်ဖို့လုံးဝဆိုင်းပြနေတယ်ဆိုတာမှန်တယ်။ ဒါကလုပ်ငန်းစဉ်ထဲမှာပဲရှိတယ်။ဒါပေမဲ့အဲ့ဒီလုပ်ငန်းစဉ်က80ရာခိုင်နှုန်းအထက်မှာပြီးစီးပြီလို့ပြောလို့ရတယ်။ဆိုပေမဲ့တကယ်တမ်းနေ့ရက်အတိအကျပြောလာတဲ့အခါကျွန်တော်တို့ပြောရနေနေခက်တယ်။2025ထဲမှာဖြစ်ရင်လည်းဖြစ်နိုင်တယ်ဟုပရိုဆော်ဒေါနီကပြောပါရယ်။ထို့ပြင်2026ခုနှစ်တွင်ဖွဲ့စည်းနိုင်ခြင်းတို့လည်းဖြစ်နိုင်သည်ဟု၎င်းကဆက်ပြောပါရယ်။တခုတေချာပြောနိုင်တာကတော့ကော်တူလီအစိုးရကနေပြီးတော့ ပြည်ထောင်စုထဲမှာအဖွဲ့ဝင်တစ်ခုအနေနဲ့ကျွန်တော်တို့ပေါ်ဆောင်နိုင်ရင်ပြည်ထောင်စုကြီးထဲမှာကျွန်တော်တို့ပါမသေးကြတဲ့ဟူပရိုဆော်တော်နီကပြောကြပြီးမဝေးတော့သည့်အနာဂတ်၌အကောင့်ထဲပုံမြင်ဟုလည်းအတည်ပြုပါတယ်။ခေါ်သူလေးအစိုးရသည်တော်လန်ရေးကာလ၌ဖွဲ့စည်းမည်အစိုးရဖြစ်သည်နှင့်အညီ KNU ကခေါင်းဆောင်မှုပိုင်းလမ်းညွှန်မှုပိုင်းနှင့်ထိန်းချုပ်မှုအပိုင်း၌ရှိနေမည်ဖြစ်ပြီးအခြားလူထုလူဒန်းစားများကိုစားပြုမှုများအလုံးပါဝင်နိုင်မည်ဟုပြောသည်။ ကရင်မဟုတ်သည့်လူမျိုးများလူငယ်အမျိုးသမီး2020ရွေးကောက်ပွဲကုသလေများပါမည်ဟုလည်းဆိုသည် အခုကျွန်တော်တို့ကော်တူလေးအစိုးရတရက်အနေနဲ့တီထောင်ပြီးဆိုရင်တကယ်လိုက်ပါလာမယ့်အချက်ကအုတ်ချုပ်ရေးကိုတီတီငင်ငင်လုံနိုင်ဖို့အတွက်တကယ်အရေးပါတယ်။အရေးကြီးဆုံးဒီအချက်ကိုဖြည့်ဆည်းနိုင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘသူတွေလိုအပ်မလဲ။အထူးသဖြင့်လူသားအရေးမြစ်တွေကကျွန်တော်တို့လူငယ်တွေကိုပဲပြန်ပြီးအားကိုးရတော့မှာဖြစ်တယ်။အဲဒါကြောင့်မလို့ကော်တူလေးအထဲမှာရှိသောကော်တူလေးအပြင်ဘက်မှာရှိသောကျွန်တော်တို့ကရင်အမျိုးသားအလုံးနဲ့တစ်ချိန်တည်းမှာလဲကျွန်တော်တို့နဲ့လက်တွဲခြင်းနဲ့အခြားလူမျိုးတွေအပါအဝင်ကျွန်တော်တို့လဲဖိ ်ခေါ်ပါတယ်ဟုပရိုဆော်တိုနီကပြောပါတယ်ကော်တူလေးတီအကျယ်ဝင်းနဲ့ပတ်သက်ပြီး၎င်းတို့၏သဘောထားကိုပြောပြရာ တရားမျှတသည့်အကျယ်ဝန်းဖြစ်မည်ဟုပြောသည်တရားမျှတတဲ့အကျယ်ဝန်းရှိတယ်ဆိုတော့တရားမျှတမှုလည်းရှိရမယ်ကိုပိုင်ပြထမ်းခွင့်လည်းရှိရမယ်ဆိုတဲ့အချက်ပေါ်မှာမူတည်ပြီးဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့အဓိကအကြဆုံးကအခုကတော်လန်ရေးမှလက်ရှိကျွန်တော်တို့စုပ်ကိုင်နေတဲ့အနေအထားကကျွန်တော်တို့ခရိုင်တပ်မဟာခွနခုကိုအခြေခံထားတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတရက်သေးမဟုတ်ဘူးအဲ့ဒါနဲ့ဆက်ဆက်ပြီးတော့2021ခုနှစ်နောက်ပိုင်းမှာကျွန်တော်တို့နေပယ်အရာအထူးသဖြင့်ဆုံးရှုံးသွားတဲ့နေမြေက ကျွန်တော်တို့အများကြီးပြန်လဲရယူနိုင်ခဲ့တာပါတယ်။ဆိုတော့အဲ့ဒါရီနဲ့ဆက်ဆက်ပြီးအခြေတည်သွားမှာဖြစ်တယ်ဟုဖရိုဆော်တိုနီကပြောပါတယ်။2021စစ်အာဏာသိမ်းမှုနောက်ဆုံးအကြိမ်ဖြစ်ပေါ်လာသည့်အခါတိုင်းပြည်အခင်းအကျင်းလုံးဝပြောင်းလဲသွားပြီးဗဟိုအာဏာပိုင်အဖွဲ့မရှိတော့ဘူး၎င်းကဆိုပါရယ်အခြေအနေကဘလို့အထိဖြစ်သွားပြီလဲဆိုရင်ကျွန်တော်တို့တိုင်းပြည်လွန်ခဲ့တဲ့2080 80ကလွတ်လပ်ရေးမရခင်အခြေအနေအထိပြန်ရောက်သွားပြီအဲဒါကြောင့်မို့လို့ဒီတိုင်းပြည်ကဘာဗဟိုအာဏာပိုင်မှတိတိကျကျ အခါမှာကျွန်တော်တို့ဒီတိုင်းမျိုးကိုပြန်ပြီးတော့ Federal ပြည်တော်စုတစ်ခုတည်ဆောက်မယ်ဆိုရင်အဓိကအကောင်းဆုံးအသင့်တော်ဆုံးအချက်က အောက်ခြေကနေစစုဖွဲ့ပြီးတော့တဦးချင်းတဖွဲ့ချင်းပြန်ပြီးတော့စုပေါင်းပေါင်းစုံလာပြီးတော့အောက်ခြေကနေဖွဲ့စည်းလာတဲ့အနေအထားမျိုးသားလည်းရင်အဓိကဖြစ်တဲ့အဖြစ်ပဲဟုပရိုဆိုတိုနီကပြောပါတယ်လူမျိုးပေါင်းစုံရှိသည့်နေရာအလုံးပြည်တော်စုတဲရှိသည့်သူများအလုံး ဒီမိုကရေစီအခွင့်အရေးရရှိရန်လှုံ့ဆော်မည်ဆိုသည်ကကရင်အမျိုးသားများ၏ရည်မှန်းချက်နိုင်ငံရေးရုံးကံလှုံ့ဆော်မှုတို့တွင်နောက်လျှောက်ကင်ဆွဲထားသည့်အချက်ဖြစ်သည်ဟုလည်းပြောပြသည်အဲ့ဒီအပေါ်မူတည်ပြီးတော့အခုကျွန်တော်တို့ပြည်တော်စုကိုတိဆောက်မဲ့အခါမှာလဲကျွန်တော်တို့ဟာပြည်တော်စုရဲ့အဖွဲ့ဝင်ခေါ်သူလေးအနေနဲ့တိဆောက်တဲ့အခါမှာလဲကျွန်တော်တို့ဒီအချက်ကိုဆွဲကင်ထားမှာဖြစ်ပါတယ်ဟုပရိုဆိုတိုနီကပြောကြားပါတယ်